ကျွန်တော်နာမည်ကတော့ဦးမောင်ကြီးကိုခေါ်ပါတယ်။နော်ဟိုဦးလေးကြီးဝက်စီဘတ်တိုင်ရှင်ပေါ့2000ငါ2006လောက်ကနေစပြီးတော့ဒီဝက်စီဘတ်လောကကိုစရောက်တာပေါ့။အဖဝက်စီဘတ်လောကကိုစဝင်တဲ့အခါကျတော့ဝက်စီဘတ်တပိတ္တာနှစ်ပိတ္တာလောက်ကနေစပြီးတော့ဗအဲ့လိုလေးဟိုဇလုံးလေးနဲ့ ။ချိန်ပြီးတော့ရောင်းခဲ့တာ။အဲဒီကနေပြီးတော့မှတဖြည်းဖြည်းနဲ့တစ်စင်းစင်းတိုးလာတာပေါ့လေ။စတဲ့လာသာတော့အဲ့လိုပေါ့။တပိတ်ကတပိတ်နှစ်ပိတ်ကလုံးနဲ့စပြီးတော့ရောင်းအောင်နေပြီးတော့တဖြည်းဖြည်းနဲ့ဟိုဘန်းပြေးသေးလေးရတယ်တခါဘန်းကြီးပြန်ချဲ့တယ်။ငါအဲ့ဒီဘန်းကြီးကနေရောင်းလာ ရောင်းလာရင်းနဲ့မှတခါလာသေးလေးနဲ့ရောင်းနေလေပို့ပြီးတော့အစီအပြေလိုက်မယ်လို့ထင်ပြီးတော့အဲ့မသေးလေးကြီးကိုဝယ်လိုက်တယ်ပေါ့လေအခုအဲ့ဆိုင်ရှင်းမှာကြက်ထားတဲ့သေးလေးပေါ့အဲ့ဒီသေးလေးနဲ့ပဲအဖ ဒီငါ၆နှစ်ပြင်းမှာတကယ်ကြီးဘာလို့ဒူတွေပြိလာတယ်ပေါ့လေအဲ့ဒါလည်းဒီစားတဲ့ဒူတွေရဲ့အကျိုးကြောင့်လို့ပဲပြောရမယ်လေအဲ့ဒီချိန်ကဖုန်းကြီးကလည်းပေါ်ပါစားဆိုပြီးလာဝယ်တဲ့ဒူတယောက်ကအဲ့ဒါဒိုင်းမတင်ပေးလိုက်သူလမ်းမတင်ပေးလိုက်တဲ့ချိန်ဆပြီးတော့အဲ့မှာအဘအိုလူကြတော့များများပုံပြီးတော့ဘူးဆိုက်ပြီးတော့တိသွားကြတယ်အဲ့ဒီကနေတစ်စိငါဒီတဲ့မကတောင်းလို့ရောင်းမယ်ဟုတ်လားစားသုံးကြီးတွေပေါ်မှာလည်းမိတာထားပြီးတော့ရောင်းမယ်ဆိုတဲ့စိတ်လေးတွေထားပြီးတော့ ိုရောင်းတယ်အဲဒီကိုပြည့်အောင်ရောင်းပေးတယ်နောက်အစားတော့အဲဒီ worship ဘက်ဆိုရင်လည်းအတက်နိုင်ဆုံးအကောင်းဆုံးတရားငါလုံးမယ်ဆိုတဲ့စိတ်နဲ့နောက်ကောင်းအောင်လို့ပြုပြင်ပြီးတော့အဖရောင်းခဲ့တယ်ဒါကြောင့်လည်းဒီကနေ့ဒီချိန်ထိမှဒီလိုဖြစ် အခုနောက်ပိုင်းကျတော့ကျွတ်တာကိုပုံပြီးတော့ကြိုက်ကြတယ်အဲကြိုက်တဲ့အတွက်ဘာအဲဝက်စီဘာပြော့တာကိုကျွတ်အောင်လုပ်ပြီးတော့ဘာရောင်းလာအခုဘာကျော်တဲ့သုံးသက်သားဆိုတာကြတော့အဘနီးစနစ်လေးတွေပြုတ်ပြင်းမုန်းမှန်ပြီးတော့အဘအခုရောင်းနေကျော်တယ်ဟောစားသုံးကပုံပြီးတော့လည်းကြိုက်တယ်သူတို့သဘောကျကြတယ်အဘဒီမှာအဲဒီသုံးသက်သားတို့အဲဒီဝက်စီဘအကျွတ်ကျော်တို့ဆိုရမ်းရောင်းရတယ်ပေါ့။ဟိုဟာသုံးသက်သားရတယ်၊ပေါင်ရရမယ်၊နှုတ်ရရမယ်၊ပါးသားရမယ် နော်နောက်ပြီးတော့ဝက်ဥရာဝင်ဆိုတာရှိတယ်ဝက်ဥရာဝင်လည်းရမယ်နော်အဲအဲ့ဒါလေးတွေရပါတယ်နောက်ပြီးတော့ဟိုကဟိုဘာဒီအကျွတ်ကျော်ပါကင်ဘူးလေးတွေနဲ့လည်းထုတ်ပြီးတော့လည်းရောင်းတယ်နောက်ဝက်ဥရောင်းကျက်ဥရောင်းနော်အဲ့ဒါလေးလည်းရပါတယ်အခုနောက်ပိုင်းကတော့အဲ့လိုပေါ့ဟိုစားလိုက်ရင်သူတို့ရတာတည်းအဲ့လိုမောမောလေးတွေရွာရွာလေးအဲ့အဲ့လိုလေးတွေပိုကြိုက်တယ်ဟိုဝက်စီပဲအကျွတ်ကျော်ဆိုရင် ။ဟိုကသုံးတဲ့သားလို့ဘာလို့ဆိုလဲသူများလည်းမတူတဲ့ညီလေးတွေထည့်ပြီးတော့ကြော်ထားတဲ့အတွက်အဘသုံးတဲ့သားဟာသူများစီကသုံးတဲ့သားနဲ့မတူဘူးပေါ့။စားဖို့တဲ့လူတိုင်းကသိပါတယ်နော်ဒီမိ။